ပုံစံကောင်းရနေချိန်မှာပွဲရလိုက်လို့ပြင်ဆင်ရခက်တယ်လို့ရခိုင်နီးပြညီထောင်းရခိုင်ယူနိုက်တက်အနေနဲ့ MNLI ကပ်မှာချန်ပီယံဖြစ်ဖို့ရည်ရွယ်ပြီးပေါ်တူဂီလူမျိုးနီးပြပေါ်လိုဒါဆီလ်ဗာကိုပြန်လည်ခေါ်ယူခဲ့ပါတယ်ပေါ်လိုဒါဆီလ်ဗာပထမဆုံးခိုင်တွယ်ခဲ့တဲ့ပွဲမှာချင်းလန့်ကိုကိုပြတ်နိုင်ခဲ့ပြီးအသင်းပုံစံကောင်းရခဲ့ပါတယ်ဒါပေမဲ့လည်းလက်ရွေးစင်ပွဲတွေဝင်လာတာကြောင့်ပွဲရလိုက်ရလို့အသင်းပြင်ဆင်ရမှာအခက်တွေ့စေတယ်လို့ဒါဆီလ်ဗာကဆိုပါတယ် I think he's a long stop but for me it's good because I arrived now ကျွန်တော်တို့တော့ပွဲရက်တက်ကာလကတော်တော်လေးရရှိပါတယ်။ဒါမဲ့ကျွန်တော်ဘက်ကကြည့်ရင်တော့လေ့ကျင့်ချိန်ပိုရတာပေါ့။ဒါမဲ့မြန်မာကစားသမားတွေကပွဲပုံကစားဖို့လိုအပ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကပြိုင်ပွဲပုံစံကပိုကောင်းတယ်လို့ထင်ပါတယ်။နှစ်ကျော်စနစ်နဲ့ကစားကတော့ပွဲပုံများတယ်လေ။ခုကတပွဲချင်းကစားလိုက်နားလိုက်နေဆိုတော့တခုခုလွယ်နေတယ်လို့ပဲ။ဖွဲ့ချုပ်အနေနဲ့လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားရဲဆိုတာနားလေပါတယ်။ဖွဲ့စည်းအများကြီးနဲ့ပွဲစီစဉ်ရတာမလွယ်ဘူးလေ။ ပြီးခဲ့တဲ့ရာသီကမရက်ရပဲနှစ်ကြော့စနစ်နဲ့ကစားရတာပိုကောင်းတယ်လို့ထင်ပါတယ်။ဒါခိုင်တဲ့တင်ဟာလက်ရှိခေါ်ယူထားတဲ့နိုင်ငံခြားသားကစားသမားတွေခြေစွမ်းကိုလည်းခြေနဲ့ချင်းမရှိတာကြောင့်ကစားသမားတွေထပ်ခေါ်ဖို့ပြင်ဆင်နေပါတယ်။တက်တလုံးမှာဘရာဇီးတိုက်စစ်မှုနှစ်ဦးထပ်မံခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ Yes you have two foreign players play three will come now နိုင်ငံသားကစားသမားတစ်နှစ်ယောက်ခေါ်တာပါတယ်သူတို့ဗီဇာကိစ္စတွေပြင်ဆင်နေပါပြီအခုခေါ်ရတဲ့ကစားသမားတချို့ကငယ်ပြီးတော့ပွဲတွေ့ကြုံနေနေသေးတယ်။အခုလာမဲ့ကစားသမားတွေကတော့ပြိုင်ပွဲတွေ့ကြုံရှိတဲ့ကစားသမားတွေပါ။ခေါ်ရတဲ့တချို့ player တွေကိုအရန်ကုန်မာတော်ထားနေရတယ်။မြန်မာကစားသမားတွေကသူတို့ထပ်ပူကောင်းနေလိ။ပွဲတွေ့ကြုံရောအသင်းကိုပါဦးဆောင်နိုင်မဲ့ဘရာဇီးတိုက်စစ်မှုနှစ်ဦးကိုခေါ်ထားပါတယ်။ So is what the president make it this season and very good. He changed the mentality. and the foreign comes good foreigner good talent and arrive in the next two weeks he's waiting for his two players ရခိုင်နဲ့တတင်ဟာ MNL League Cup အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ် ISB နဲ့ကစားရမှာပါရခိုင်အသင်း League Cup မှာပိုဆယ်မလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်